အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလာ16ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာပရီးမီးယားလိပွဲတွေပြန်လာတော့မယ်နော်ပရမအောင်တဲ့ဘုတ်ကို ဒါဝမ်းသာသာသတင်းတွေပဲစလိုက်အောင်။အော်ဒီမနက်ခင်းသတင်းကလေအပြောင်းရွှေ့သတင်းတွေတော့မပါလာဘူး။ဒါပေမဲ့အာဆင်နယ်နဲ့ပတ်သက်တဲ့အသင်းတွင်းသတင်းလေးတော့ပါလာပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒါမနီကစောစောလေးသတင်းတက်ခဲ့တာဖြစ်တဲ့ခိုင်ဘက်နဲ့ပတ်သက်ပြီးဝမ်းသာစရာသတင်းပေါ့လေ။ဟန်တော့အာဆင်နယ်လိုမျိုးအာဆင်နယ်ပတ်သက်ရင်စိတ်ချတဲ့သတင်းမျိုးစိုးရဖော်ပြထားကြရဆိုရင်တော့ခိုင်ဘက်ကပြန်လည်ကြန့်ခိုင်မှုတိစောက်ရေးလုပ်ငန်းစဉ်တွေကလက်ရှိအချိန်မှာနောက်ဆုံးအဆင့်ကိုရောက်နေပြီ။ ဒီကစားသမားကိုမူလသတ်မှတ်ထားတဲ့အထက်စောပြီးပြန်လာနေမှာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းတာဝန်ရှိသူတွေကသဘောကျနေပြီးတော့ကစားသမားရဲ့အသင်းစည်းဖွဲ့ရဲ့ပြောတာကိုလိုက်နာတာတွေအစားတောက်နဲ့ပတ်သက်ပြီးတတိထားတာတွေနောက်ပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုတက်တက်ကြွကြွပါဝင်တာကြောင့်လိုအပ်ထပ်ပို့ပြီးတော့စောစောပြန်လာနိုင်မယ်ဆိုပြီးတော့သူတို့ကဖော်ပြသွားတယ်ဖော်ပြတဲ့သတင်းထဏာတွေအာဆင်နယ်သတင်းရဲ့ပတ်သက်လုံးဝယုံကြည်စိတ်ချရတဲ့ဟန်တော့အာဆင်နယ်ဖော်ပြထားတာကျွန်တော်ပထမသတ်မှတ်ထားတာကခိုင်ဘက်ပြန်လာမှာက ဒီနိုဝင်ဘာလ23စပါးသင်းနယ်ပွဲစဉ်မှာပြန်လာမယ်လို့သတ်မှတ်ထားတာဒါပေမဲ့လက်ရှိအနေထားအရဆိုစောပြီးပြန်လာနိုင်မယ့်အနေထားတခုတော့ရှိရပါဘောလေအဲ့ဒီနိုဝင်ဘာလ low world round မှာကျွန်တော်တို့က international break ရှိသေးတာဖြစ်တဲ့အတွက်အဲ့ကာလာတင်းမှာပြန်နေတက်တာလာမယ့်သဘောပဲသူတို့ပြောထားတာဟိုလာဇန်ပိုင်းလောက်တော့ပူပေါင်းနိုင်မယ်လို့ကျွန်တော်မထင်သေးဘူးဘာကြောင့်လဲဆိုတော့နိုဝင်ဘာလာဇန်ပိုင်းမှာပူပေါင်းနိုင်မယ်ဆိုရင်နောက်ထပ်၁၀ရက်၁၅ရက်အတောအတွင်းဆိုတဲ့အရင်နီးကပ်တဲ့ဖြစ်ချင်မှလည်းဖြစ်လာမယ်ဒါပေမဲ့လက်ရှိနောက်ဆုံးအဆင့် finally individual training တွေလုပ်နေပြီဆိုတော့မကြခင်မှာအတင်းလိုက် free training ပြင်ပြီးပေါင်းလာနိုင်မဲ့အနေအထားမျိုးသူတို့ကတော့ပြောသားတွေ့ရတယ်။နည်းနည်းလောက်15ရက်20လောက်တော့ကြာအောင်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လိုအပ်ထက်ပိုပြီးပူပေါင်းနိုင်မယ်ဆိုလို့ရှိရင်လည်းပိုပြီး strong ဖြစ်တဲ့ခိုင်မဲ့ကျွန်တော်တို့ spa အသင်းနဲ့ပွဲစဉ်မှာတွေ့ရတယ်။ဒီကစားသမားကတော့ဒီရာသီ premier league မှာ united အသင်းနဲ့ပွဲစဉ်မှာ32မိနစ်ဝင်ဆော့ထားခဲ့တာလွှင်ကျန်တဲ့ပွဲစဉ်မှာမပါနိုင်ခဲ့ဘူး။ orchestra လာကုန်တော့ကလည်းဒူးဒံရကိုခွဲစိတ်ထားခဲ့ရတယ်။အဲ့အတွက်လည်းကာလာတစ်ခုကြာနားခဲ့ရပါလိမ့်။အဲ့တော့ခိုင်ဘက်ပြန်လာမဲ့တတိယဘာကြောင့် ဝမ်းသာကြလဲဆိုတော့လက်ရှိချိန်မှာအာဆင်နယ်တိုက်စစ်ကိုတယောက်တည်းထမ်းထားခဲ့တဲ့ပီတာယောဂရက်ကိုနောက်တစ်ယောက်နဲ့ပြန်ပြီးမျှပြီးတော့သုံးလို့ရသွားမယ်တယောက်တောင်းနဲ့အပြိုင်ဆိုင်ပုံစံလုပ်လို့ရသွားမယ်မတူညီတဲ့တိုက်စစ်အခင်းကြီးကိုကျွန်တော်ပုံဖော်လို့ရသွားမယ်အားကြောင့်ခိုင်ဘက်ပြန်လာမှာကအာဆင်နယ်တင်တိုက်စစ်အတွက်ဆိုလို့ရှိရင် rotation လုပ်ပြီးသုံးလို့ကောင်းတဲ့တိုက်စစ်ပုံဖော်မှုတွေကို plan AB လုပ်လို့ရတဲ့ idea အတွက်ဆိုရင်တော့တကယ်ကိုမှအားကောင်းမှုနဲ့ကစားသမားပေါ့လေအရင်နှုန်းကလည်းကျွန်တော်ခိုင်ဘက်နဲ့ပတ်သက်ပြီးအမြဲတမ်းကာကွယ်ပေးတာမှတ်မိမှာပါဘာလို့လဲဆိုတော့ခိုင်ဘက်ဒီ quality ဒီ quality ဆီကဒီလောက်ပဲရမယ်ဒါပေမဲ့အဲ့ဒီ quality ထက်ပိုမိုပြီးခိုင်ဘက်ကလိုအားနှုန်းကြိုးစားတယ်အဲ့ကြောင့်ခိုင်ဘက်နဲ့ပတ်သက်ပြီးကျွန်တော်ဘယ်တော့မှတိုက်ပြီးအပြစ်မတင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ဒီ quality ကိုခေါ်ခဲ့ပြီးဒီထက်ပိုမိုရတဲ့စွမ်းဆောင်ရည်တွေအများနဲ့ Arsenal သင်းရဲ့ twin goal ဖန်တီးမှုအများဆုံး1 to 5စီးရင်းထဲမှာသူကအများနဲ့ပါတယ် ဲ့လောက်ထိကိုစွမ်းဆောင်ရင်ကောင်းကြီးပေါ့လေအဲ့တော့ခိုင်ဘက်ပြန်လည်ပဲတင်းနေရကျွန်တော်တို့အတွက်ဆိုရင်တော့တကယ်ကိုဝမ်းသာကြပါ26နှစ်ရဲ့ဂျာမနီသားကတော့အာဆင်နယ်နဲ့2028ခုနှစ်တိစာချုပ်ရှိသေးတယ်အာဆင်နယ်တင်းကဂျေဆုကိုလက်လွတ်ခဲ့လို့ရှိရင်တော့ခိုင်ဘက်နဲ့ဗီတာယောဂရကအတင်းရဲ့တိုက်စစ်မှာကာလာတစ်ခုကြာဆက်ပြီးရှိနေဦးမှာပါဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ ESPN Brazil ကဖော်ပြသွားပါလေတိုက်စစ်မှု Gabriel Jesus အနေနဲ့ဇန်နဝါရီမှာအသင်းကထွက်ခွာနေတာဖြစ်ဖြစ် သူနဲ့ပတ်သက်ပြီးတော့အတင်းတတင်းကကန်လန်လာတာဖြစ်ဖြစ်ကစားသမားဆန္ဒရှိရဆိုရင်အတင်းကထောက်ခေါ်ဝင်ပေးဖို့အတွက်ပြင်ဆင်ထားရဆိုပြီးတော့ကြားသိရတယ်ကစားသမားရဲ့ကိုယ်စလေတွေကိုလည်းဂျေစုသာထောက်ခွာခြင်းနဲ့ဆိုရင်တော့အတင်းကလမ်းဖွင့်ပေးထားဆိုပြီးတော့ကြိုတင်အတီးပေးထားပါတယ်ဒါဟုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂျေစုမရှိလဲဖြစ်တယ်ငါတို့မှာအခြားတိုက်စစ်မှုတွေနဲ့ဖျက်ဆီးလို့ရတယ်ဆိုပြီးအတီးပေးလိုက်တဲ့သဘောနောက်တစ်ချက်ကဂျေစုကိုဆက်ရုပ်သက်တမ်းမတိုးတော့ဘူးဆိုတဲ့သဘောနောက်တစ်ချက်ကကြတော့ဂျေစုနဲ့ပတ်သက်ပြီးအင်ကန်တချို့ကိုဝင်လာခြင်းနဲ့ free နဲ့တော့လက်မလွတ်ဘူးဆိုတဲ့ပုံစံမျိုးကိုယ်စားလှယ်ဖွဲ့တွေကိုဒါအတိပေးလိုက်တဲ့သဘောပေါ့လေပထမကျွန်တော်ကြားတာကဂျေဆုနဲ့ပတ်သက်ပြီးအာဆင်နယ်မှာ plan ၃ခုရှိတယ်စာချုပ်မကုန်ရင်ရောင်းထုတ်ပါရဲ့ ကစားသမားဝယ်တဲ့အခါအလိုက်ပေးတာရယ်နောက်တစ်ချက်ကဒီကစားသမားနဲ့ပတ်သက်ပြီးကစားသမားကိုယ်တိုင်သွားခြင်းနဲ့အသင်းရှင်လမ်းဖွင့်ပေးသွားမှာအဲ့၃ခုအဲ့တော့ဒီ option ၃ခုတည်းသူဘလို့ရွေးမလဲတစ်ချက်တော့ကြည့်ရမယ်လောတဲ့ Arsenal ကဂျူပင်တက်ကက Keenan Reid ဆိုတဲ့ကစားသမားခေါ်ရင်းမှာအလိုက်ပေးသွားဖို့တည်းစဉ်းစားနေရရှိရယ်ဒါမှမဟုတ်ကစားသမားပြန်ပြီးတော့တတိယချိန်ကစားခြင်းနဲ့ဆိုတဲ့ပါမီယက်ကိုပြောင်းသွားရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ကစားသမားကိုတက်တန်းတူတဲ့ကိစ္စကတော့ဖြစ်လာနေချင်းနေပြီးတော့စာချုပ်ကုမ္ပဏီအထိနောက်ဆုံး2026ຫນွေရာသီကြမှာအသင်းကထွက်ခွာသွားလဲဖြစ်နိုင်တယ် ဲ့ဒီလို option မျိုးမျိုးကြီးတော့ရှိတယ်အဲ့တော့ဒီဇင်ဘာကုန်သွားပြီးရင်ဇန်နဝါရီလထဲမှာဆိုရင်တော့ယေရှုက ASEAN နဲ့အပြည့်အဝပြန်လဲတက်တာလာပြီးအသင်းနဲ့ပူပေါင်းလေ့ကျင့်မှုတွေလုပ်မယ်ပြန်လဲကစားနိုင်ပြီဆိုတချို့တော့ပို့တွေကဖော်ပြသွားတယ်အဲ့ဒီအတွက်စောင်းစည်းကွက်မှာသူနဲ့ပတ်သက်ပြီး ASEAN နိုင်ငံကနေပြန်လာတက်တာလာတဲ့ကစားမောက်ဘယ်အသင်းတွေဝယ်သွားမလဲပြည်မြလိမှာလည်းသူ့လိုချင်တဲ့အသင်းတွေရှိလို့ sorry ဘက်မှာရောဒီ Brazil ဘက်မှာရောသူ့ကိုလိုချင်တဲ့အသင်းတွေရှိတယ်အာဆီနီယာဒီကစားမောက်နဲ့ပတ်သက်ပြီးဆက်လက်ထိန်းသိမ်းထားဖို့တိတ်ပြီးဆန္ဒမရှိတော့ဘူးဆိုပြီးတော့ ESPN Brazil ကဖော်ပြသွားတယ်လောဆယ်ဒီ Brazil အခြေဆိုင် ESPN ဘက်ကလာတဲ့သတင်းဖြစ်တာဖြစ်တဲ့အတွက်နံပါတ်ကြီးသတင်းဌာနတွေကတော့ဂျေဆုကိုအာဆင်နီကလုံးဝရောင်းမယ်ဆိုတာမျိုးထုတ်ပြန်ထားတော့မတွေ့သေးဘူးဒါတော့အတွင်းသတင်းတချို့ကိုသူတို့ဖော်ပြထားပါဗောလေအဲ့တော့ဒီကစားသမားအနေနဲ့တပတ်ကိုရရှိနေလောက်ခလာတာကျွန်တော်ပြပြကြီးမယ်တပတ်ကိုပေါင်း2365000တနစ်ကိုပေါင်း73.8တန်းဘောနပ်စ်ကတော့တပတ်ကိုပေါင်း66250ရှိတယ်စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့အဲ့တော့ totally စုစုပေါင်းလိုက်လို့ရှိရင်တနစ်ကိုပေါင်း18.2 တန်းထိရှိတယ်စခွန်ဒသမ2တန်းဆိုနေတဲ့ပမာဏမဟုတ်ဒါပေါင်တော့ယူနဲ့ဆိုတန်း20ကျော်သွားပြီအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ကာလာရှည်စေးကုပေးရတာဒီပြန်လာတဲ့အခါမှာလည်းဘယ်နှပွဲဆွန့်နိုင်လဲမသိကြတဲ့အနေအထားမျိုးတွေနဲ့ဒီဂျေစုကိုလာစာမြင်မားစွာဆက်ပြီးတော့စကြုပ်ကုန်တဲ့ဒီပေးမဲ့အစားဒီကစားမောက်ကိုရောင်းချတာအလိုက်ပေးတာ ကောင်းမွန်တဲ့ကလန်မှုတရှိရင်ရောင်းချတော့ဖို့ပြင်ဆင်နေတယ်။ဝယ်တုံးက45တန်းကျော်ဝယ်ထားပါပြီမဲ့ဒီကစားမောက်ကိုတန်း30လောက်ရရင်55တန်းလောက်အရှုံးခံပြီးပြောင်းရောင်းဖို့လည်းပြင်ဆင်နေတယ်။ဈေးကွက်တန်းကြီးကလည်းတန်း30ကျော်ပဲရှိတာဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ဘာတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။ကျွန်တော်လည်းဂျေဆုကိုတအားကြိုက်ခဲ့တယ်။လောအားနှုံးအရန်ကောင်းတယ်တိုက်စစ်မှုဆိုပေမဲ့တောင်ပန်တွေဒီ ခံစစ်တွေကိုပြန်ပြီးကုတဲ့ပိုင်းဒီမှာတော်တော်ကြီးကောင်းတဲ့ကစားမှာပေါ့လေဒါပေမဲ့ကျွန်တော်အနေနဲ့ပုံမူပြီးကောင်းတဲ့ update တစ်ခုသွားခြင်းနဲ့ဒဏ်ရာရတာနည်းတဲ့တိုက်စစ်ကစားမှာပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဂျေဆုတို့လိုကစားမှာမျိုးတွေကျွန်တော်တို့ဒါအသင်းကလာစာ short ချရင်းနဲ့ဝိတ်ရှော့ရမယ်သဘောမှာရှိနေပါတယ် တတိယမြောက်သတင်းတပုတ်ကတော့2025ခုနှစ်ဥရောပ Golden Wine ဆုအတွက်နောက်ဆုံးစကားတင်အဆင့်ကစားမအယောက်20စီးရင်ထွက်ပေါ်လာပါပြီ။အဲ့ဒီအယောက်20စီးနဲ့မှာ Arsenal အသင်းအတွက်ဂုံဆောင် Premier League ဂုံဆောင်ကစားမဖြစ်ကစားမနှစ်ဦးပါဝင်လာခဲ့တယ်။အဲ့ကစားမတော့ Ethan Van der Ven နဲ့ Lewis Kelly ။ဒီနေ့မှာ Arsenal တသိန်းနဲ့တော့ Premier League ဂုံဆောင်ဖြစ်ပါခဲ့တာမဟုတ်ဘူး။ Manchester United ကခံစားမ Roro, Spurs က Archie Gray, Lucas Babel မန်စီးတီးကနီကိုလိုလိုကစားမမျိုးတွေပါဝင်လာခဲ့တယ်။ချယ်ဆီကအက်စတီဗောင်နဲ့ဂျော်ရယ်ဟာတိုးတို့လည်းပါဝင်လာခဲ့ပြီးတော့ဒီအားတော့သူတို့ဒီ Golden Boy ဆူအတွက်အယောက်20ဆင်းပေါ့လေ။ကျွန်တော်ထင်တာတော့ဘယ်ကစားသမားတွေပဲဒီစကားတင်အဆင့်ဆင်းနေမှာပါပါဒီဆုနဲ့ပတ်သက်ပြီးရဖို့ရေပန်းစားပြီးတော့ရသွားနိုင်ရရှိတဲ့ကစားသမားတော့ကျွန်တော်ထင်တာတော့ PSG အသင်းရဲ့ကစားသမားလေး Desire Touré လာအဲ့ကစားသမားလေးယာတော့ဖို့တော့များတယ်ဘာလို့ဆိုတော့ဟိုကလပ်သင်းနဲ့တူတူလဲချန်ပီယံလိရယူထားနိုင်ခဲ့တယ်ခြေစွမ်းလဲပြနိုင်ခဲ့တယ်ဂိမ်းမီနစ်တော်တော်များလဲကစားထားနိုင်ခဲ့တယ်လူငယ်ခြေတက်ထဲမှာတော်တော်လေးနာမည်ထွက်တဲ့ကစားသမားပေါ့လေအဲ့ကစားသမားယာသွားမယ်လို့တော့ထင်တယ်ဘာပြောကိုကစားသမားကြီးလဲဒီ Golden Point စကားနဲ့စင်ထဲမှာပါဝင်လာဆိုတော့ဒါကတော့ဂုံယူစရာပေါ့လေအဲ့ညီကိုတော့ဘယ်လိုထင်လဲဒီယာဒီမှာတော့ Ethan Wayne ရော Lewis Gale ရောဘုံပြောင်းတယ်တိတ်တော့မစော့အောင်အနာဂတ်မှာတော့စော့ရမယ်ဆိုတာသိမယ်လက်ရှိယာဒီမှာတော့မာ င်အိုဒီကနာသွားရင်တော့မှအစည်းနောက်တစ်ချက်ကမယ်ရီနိုဆော့လို့ရတဲ့နေရာဖြစ်တာဖြစ်တဲ့အဲ့နှစ်ယောက်မကစားဖြစ်တော့မှပဲအီတန်ဝန်ဒီအတွက်နေရာရမှာဖြစ်လို့အရှိမကာလာဖူရီလုံးဝ strong ဖြစ်နေခါမှာတော့တဲ့လူးစ်ကယ်လီနေနဲ့ဒီယာဒီမာပွဲတိတ်မကစားဘူးဖြစ်နေပေါ့လေအဲ့တော့ဒီလူငယ်လေးနှစ်ယောက်ဒီယာဒီမာပွဲတွေဘလောက်ကစားသွားမလဲစာချုပ်တက်တန်းလဲတိုးထားဖြစ်တဲ့အတွက်အနာဂတ်အာဆင်နယ်ရဲ့အားကိုးရတဲ့ကစားသမားတွေဖြစ်လာနိုင်တာခွန်မဝင်ရောက်ရေးသားပြီးတော့ပါဘူး ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ဖြစ်ပြောရင်ဖြစ်ကစားကြံဆိုတော့ဘိုင်ဘောင်ဖုန်းတောင်ကို946963တိန်တစ်ပတ်တောင်ကို9593ခေါင်းရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာပြီးဆော့လို့ရပါပဲဟေး16ရက်နေ့ကျရင်ပရီးမီးယားလိပြန်စပြီနော်ဘောလုံးပွဲလေးလောင်းကြီးနဲ့ ဘောလုံးပွဲကိုအရသာရှိကြည့်ကြည့်နေညီကိုတွေကြောစီမှာအကောင်းလာဖွင့်လို့ရပါတယ်မဆော့တိုက်တော့လုံးဝမဆော့ပါနဲ့အစာတော့မလုပ်ပါနဲ့ YouTube မှာကျွန်တော်တို့အားပေးလို့ရပါတယ်ခင်ဗျာနောက်ဆုံးသတင်းပုတ်ကိုတော့ Arsenal သင်းကဒီ2025-2026ဘောလုံးရာသီမှာမတူညီတဲ့ဂိုးသူရှင်ကိုးဦးထိရှိတယ်ကျွန်တော်တို့ဒီဘောလုံးရာသီခုနှစ်ပွဲမှာ Premier League တည်တံ့ပေါ့လေ14ဂိုးသွင်းထားတယ်အဲ့14ဂိုးမှာကစားမကိုးဦးထိသွင်းထားတယ်ပုံမှန်ကြည့်လိုက်မယ်ဆိုရင်တော့ နေရာတိုင်းကဂိုးသွင်းနိုင်တာဂုံးစရာမှတ်မိမဲ့တခါကြီးကျလို့ရှိရင်အတင်းကဂိုးရောက်ဖို့ရုန်းကန်တဲ့ခါကျရင်ဘသူကသွင်းကိုတွေအတွက် တာဝန်ရှိလဲဆိုတာကမင်းကုန်းထုတ်လို့တော့ဖြစ်တယ်ဒါကြံကလေးရည်တည်တဲ့ကျွန်တော်ပြောနေကြအာဆီနယ်အသင်းအနေနဲ့နေရာဆောင်ကဂိုးသွင်းနိုင်တာတော့ကောင်းတယ်ဒါပေမဲ့ဂျင်းတဲ့ချက်ထဲမှာဆိုတော့ဥဆောင်ပြီးဂိုးယူနိုင်မဲ့ကစားသမားကစာကလူကစားမမျိုးပဲကျွန်တော်မျှော်လင့်နေရတဲ့အခိုက်အတန့်တွေပေါ့လေဒီရာဒီမှာဘယ်လောက်ထိလုံနိုင်မလဲကြည်သွားရမယ်အခုဗစ်တာယောဂရက်ကအာဆီနယ်အသင်းအတွက်၃ဂိုး ပနတီတကိုးပါဝင်ပေါ့လေ၃ကိုးသွင်းထားတယ်ဘူကောက်ဆာကာက2ကိုးယူရီယန်တင်မာက2ကိုးမာတင်ဆူယမန်ဒီက2ကိုးတကိုးစီသွင်းထားတော့ဂေဗီယယ်မကာဟေမာတီနယ်လီမီခေးမိန်တို့ကာလာဖျူရီနဲ့ဒီကလရိုက်ကတကိုးစီသွင်းထားတယ်အဲတော့တကိုးစီသွင်းထားတဲ့ကစားသမားက9ဦး နှစ်ကိုးစီသွင်းထားတဲ့ကစားသမားက3ဦး3ကိုးသွင်းထားတဲ့ပီတာယော့ဂရက်က2ဦးဆိုတဲ့အတွက်စုစုပေါင်းကျွန်တော်တို့ကစားသမား6ဦးထိဒီယာတီမှာသွင်းကိုးတွေပါဝင်ပတ်သက်ထားပါတယ်။ဒါကြောင့်မို့အာဆင်နယ်အသင်းနေနဲ့နေရာစုံကဂိုးသွင်းနိုင်တာကောင်းတာမှိုင်းပဲဒီထက်ပိုပြီးရက်ဆက်ပြတ်သားတဲ့ကိုမြမြသွင်းတဲ့ပွဲစဉ်တွေပဲကျွန်တော်တို့အလိုရှိတယ်ခန်းစစ်ကတော့လှည့်ကြည့်စရာမလိုတဲ့အတွက်ပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ